used to, be used to, get used to, pakwale. Used to plus verb infinitive or base verb. Used to ye nama verb infinitive or base verb like pare. We use used to for past habits or situation that are not true now. A ma. လုံလီလုံထရှိခဲ့တဲ့အခုမလုံတော့ဘူးဆိုတဲ့အခြေအနေမှာ used to plus verb infinitive ကိုသုံးပါတယ် so for example i used to drink too much coffee every day but now i drink tea i used to drink too much coffee every day but now i drink tea ငါနေ့တိုင်း coffee တွေအရန်တောက်ခဲ့ဘူးတဲ့အခုကတော့ တောက်တော့ဘူးလက်ဖက်ရည်တောက်နေတယ်ဆိုတဲ့အထိပဲဖြစ်ပါတယ်ဒုတိယဥမာအနေနဲ့ My father used to smoke a lot but he stopped now My father used to smoke a lot but he stopped now ငါဖေကစလိတ်တွေအရန်တောက်ခဲ့ဘူးတယ်ဒါပေမဲ့အခုတော့သူမတောက်တော့ဘူးဖြတ်လိုက်ပြီဆိုတဲ့အထိပဲဖြစ်ပါတယ်နောက်ဆုံးဥမာအနေနဲ့ she used to have long hair she used to have long hair သူကစပင်ရှည်ခဲ့ဘူးတဲ့အတိတ်ကာလမှာစပင်ရှည်ခဲ့ဘူးတဲ့အခုကတော့အတိုညှက်လိုက်ပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒုတိယအသုံးတစ်ခုအနေနဲ့ be used to plus ing we use be used to plus ing or now to say that we are comfortable with something or familiar with it တခုခုကိုရင်းနှီးကျွမ်းဝင်နေပြီးကျင့်သားရနေပြီးဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ် for example i'm getting used to eating spicy food i'm getting used to eating spicy food ငါကစက်တဲ့အစာစာတွေနဲ့စားရတာကျင့်သားရနေပြီဒုတိယဥပမာအနေနဲ့ he's used to living alone he is used to living alone သူကတယောက်ထင်းနေရတာကိုကျင်သားရနေပြီနောက်ဆုံးဥမာအနေနဲ့ my mom is used to driving long distances my mom is used to driving long distances ငါမေကခီးဝေးကောင်းမောင်းရတာကိုကျင်သားရနေပြီဆိုတော့တခုခုကိုကျင်သားရနေပြီ အဲ့တော့အခက်ခဲမရှိဘူးအကျွမ်းတဝင်ဖြစ်နေပြီဆိုရင်ဒီ be used to black vng ကိုသုံးပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ get used to black vng or now we use get used to black vng or now to say that we are becoming familiar with something it describe the process of learning to accept it တခုခုကိုကျင့်သားရလာနေပြီ ကျင့်သားရလာဖို့တဖြည်းဖြည်းစ조사တင်ယူနေရဆိုရက်အတိပဲဖြစ်ပါတယ်ဒုတိယတစ်ခုဟာကျင့်သားရနေတာကြာနေပြီတစ်ခုခုကိုအကျွမ်းတဝင်ဖြစ်နေပြီ comfortable ဖြစ်နေပြီအဲဒီနောက်ဆုံးတစ်ခုဟာကျင့်သားရဖို့စ조사နေတာတင်ယူနေတာဒါကိုလက်ခံဖို့တဖြည်းဖြည်းစ조사နေရဆိုရက်အတိပဲဖြစ်ပါတယ် for example I'm getting used to waking up early I'm getting used to waking up early. ငါကအိပ်ရာစောစောထားရတာကိုတဖြည်းဖြည်းကျင့်တာရလာနေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒုတိယဥမာအနေနဲ့ They will get used to the hot weather sun. They will get used to the hot weather sun. သူတို့မကြခင်မှာဒီပူတဲ့ရာသီဥတုကိုကျင့်တာရသွားမှာပါဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ကဲဒါဆိုရင်နောက်ဆုံးတစ်ခုဥမာအနေနဲ့ I'm slowly getting used to speaking English every day. I'm slowly getting used to speaking English every day. ငါကနေတိုင်းအင်္ဂလိပ်လို့ပြောရတာကိုတဖြည်းဖြည်းကျင့်သားရလာနေပြီငါကနေတိုင်းအင်္ဂလိပ်လို့ပြောရတာကိုတဖြည်းဖြည်းကျင့်သားရလာနေပြီဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် So alright, let's call it a day. Hope you enjoyed this video. Keep practicing, keep learning and I'll see you in my next video. Thanks for watching. Bye bye.